အသက်23နှစ်နဲ့ဘီလီယံနာဖြစ်လာခဲ့တဲ့သူ Elon Musk ပြီးရင်တကဘာလုံးမှာဒုတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်နောက်တကဘာ Facebook ရဲ့တီထောင်သူလည်းဖြစ်ပိုင်ရှင်လည်းဖြစ်တဲ့ကျွန်တော် Mark Zuckerberg ရဲ့လူသိနေတဲ့ဘဝနောက်ကျောင်းတွေကိုကျွန်တော်တို့ဒီနေ့ဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြပြောပြတော့မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ CIA YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဆရာကြီးဆရာကြီးဘယ်လိုဖြစ်ရလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ဆရာကြီး YouTube channel ကနေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ် မိတ်ဆွေအနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားတဲ့အချိန်မှာဗဟုသုတတခုတိုးသွားတယ်ကိုယ့်အတွက်အကျိုးရှိသွားရဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe တစ်ချက်လုပ်ခဲ့ပေးပါမက်ကရဲ့နာမည်အပြည့်ဆုံးကတော့ Mac Elliot Zuckerberg ပဲဖြစ်ပါတယ်။ဒါမဲ့ကျွန်တော်တို့ဒီဘက်မြန်မာနိုင်ငံမှာကျတော့ Zuckerberg Zuckerberg လို့ပဲသုံးကြတာများတော့ဒါအားလုံးရင်းနှီးပြီးသားဖြစ်တဲ့အတိုင်းပဲကျွန်တော်လည်းအဲဒီအတိုင်းပဲသုံးလိုက်တော့မယ်။ ဆိုတော့ဇူဂါဘတ်ကိုကျွန်တော်တို့မေ14 1984 White Plains New York မှာမွေးခဲ့တယ်။အဲသူ့မှာကအမားက2ယောက်ညီမလေး1ယောက်ရှိတယ်။ဆိုတော့သူတို့မောင်နှမ4ယောက်မှာမှာယောက်ျားလေးရဲ့သူ1ယောက်ပဲပါလာတယ်ပြောရမှာပေါ့။မိသားစုကကျ Middle Class Family ကလာတယ်။စားဝတ်နေရေးအဆင်ပြေတယ်ငွေပုံငွေရှင်ရှိတယ်။အဖေကကျတော့သွားဆရာဝန်အမေကစိတ်ကျန်းမာရေးဆရာဝန်ကျောက်ဒီမိဘတွေကဒီဇူဂါဘတ်ကိုသူဟိုးငငယ်လေးကတည်းကသူတို့မြို့မှာရှိရဲကောင်းပေဆိုရဲကျောင်းဖြစ်တဲ့ Philips Extra Academy Private School မှာထားပေးတယ် အဲဒါပေမဲ့တခုရှိတာက Zuckerberg ကဟိုးငငယ်လေးကတည်းကသူကကွန်ပျူတာတို့ programming တို့နဲ့ပတ်သက်တာဆိုရင်အရန်စိတ်ဝင်စားတယ်။အဲအဲကြောင့်လည်းသူအသက်70နှစ်သားလောက်ကလေးကစပြီးတော့ဒါနဲ့ပတ်သက်တာရဲ့သူကသူ search တာရေးလုပ်တယ်လေ့လာတယ်။ဒါကိုသူမိဘတွေသွားတွေ့အခါမှာသူတို့သားအတွက်ပို့ပြီးလေ့လာတာမြန်အောင်ဆိုပြီးတော့ဒီ programming ဘိုင်းနဲ့ပတ်သက်ပြီးတော့ private tutor တယောက်ငှားပေးတယ်။ ဟိုကျွန်တော်တို့ပြောရမယ်ဆိုတော့ guide ဆရာပုံစံမျိုးငားပေးရပေါ့ဆိုတော့အဲ့ဒီ Judah ရဲ့အောက်မှာ Zuckerberg ကကြိုးစားလာလိုက်တာသူအသက်17နှစ်သားနေရင်ကျွန်တော်တို့ Zacknet ဆိုတဲ့ software တစ်ခုကို train နိုင်သွားတယ်ရေးနိုင်သွားတယ်ဒီ software ကအဖေဖြစ်သူတွေရေးပေးတာကအဲဒီ Zuckerberg အဖေကဘယ်လိုလဲဆိုတော့သူသွားစည်းကမ်းကိုအိမ်နဲ့ကက်ရမှာပဲနေရာလေးတစ်ခုရှင်ပြီးတော့ဖြစ်အောင်ဖွင့်ထားတယ်အဲသူကိုနိုင်ကကျွန်တော်အိမ်ထဲဝင်ပြီးတော့စာဖတ်ရင်ဘာမဟုတ်လဲတခြားအလုပ်တစ်ခုလုပ်နေရများတယ် ဲဆိုတော့သူစီကန်းမှာကျွန်တော်ကောင်တာထိုင်မဲ့ကောင်မလေး receptionist တယောက်ကိုငားထားတယ်ဒီစီကန်းပြမဲ့လူနာလာပြီဆိုတော့ねဆိုတော့ reception ကကောင်မလေးကအိမ်ထဲမှာရှိတဲ့ဇူကာဘိုက်အဖေကိုလန့်အော်ခေါ်အဲကြောင့်မှဒီသူ့အဖေကစီကန်းမှာလာပြီးစီကူမေးကိုဒီလိုမျိုးလှုပ်တာပုံမှန်အဖြစ်ဒါမဲ့ဒီ mac ရဲ့ software ကဘယ်လိုလှုပ်လို့လဲဆိုတော့ကြတော့ဗျာဟိုအရင်လိုမျိုးဒီ receptionist မှာ reception မှာထိုင်တဲ့ကောင်မလေးကနေပြီးတော့သူ့အဖေကိုလန့်ခေါ်စရာမလိုတော့ဘဲနဲ့ လူနာလာပြီဆိုတာနဲ့လူနာကိုခဏဆောင်ခိုင်းဆောင်ခိုင်းပြောကြတယ်သူကသူ့ရှေ့မှာရှိတဲ့ကွန်ပျူတာကနေတဆင့်ဒါ Mac ရဲ့အဖေအိမ်ထဲမှာရှိတဲ့ကွန်ပျူတာစီကို message ပို့လိုက်တာအဲ့ message ကကျွန်တော်တို့ဒီ Zuckerberg ရဲ့အဖေကွန်ပျူတာစီမှာသွားပြီး node တက်ပြီး pop up ဖြစ်ပြီးဆိုတာနဲ့အဲသူ့အဖေကနေပြီးတော့ဒါလူနာလာပြီဆိုတာသူသိပြီးအဲ့တော့အရင်လိုမျိုးသူတို့ on နေကြမလို့အဲ့လို message တက်လာပြီဆိုတာနဲ့ချက်ချင်းပဲလှုပ်လှက်စားအလုပ်ရက်ပြီးတော့သူစေကန်းဘက်ကိုလာစေကူပြီးဒါမျိုးပေါ့ဒါတော့အဲ့မှာကတ်တပ်ပြီးမေးချင်တော့မေးစရာတစ်ခုရှိတယ် မင်းအဲ့လိုမှဆိုရင်လည်းဖုန်းဆက်လိုက်ရောမရဘူးလားပေါ့မရဘူးလားဆိုရင်ရတယ်ဒါပေမဲ့ကျွန်တော်စောနာပြောသလိုအဲဇူဂါဘတ်ကသူက12နှစ်သားပဲရှိသည့်တိုင်အောင်သူကုန်တင်စကေးဘလောက်တက်တယ်သူမိပါရဲ့သူ private tutor ထားထားပြီးရဘလောက်ထိအကျိုးရှိရဲဆိုတာကိုပြကြင်တာတကြောင်းနောက်ပြီးတော့ကျတော့ဗျာဟိုဘာပဲပြောဖုန်းဆက်တာထက်ဆိုင်ဒီလိုမျိုး instant message နဲ့ဆိုတော့ပိုပြီးလဲ professional ဆန်တော့တော့ပေါ့သူ့လောက်ကဆိုတော့ဒီလိုကြောက်မယ်ဒါဒီလိုမျိုး Zagnas Resolve ကိုသူအဖေအတွက်သူအဖေစေကန်းအတွက်ရေးပေးရလို့ပြောရင်တော့ပုံမှန်ပါလိမ့်မယ် Zuckerberg ရဲ့ innovate လုပ်လို့ရတာတွေကျွန်တော်တို့တီထွင်ကြံစတာတွေဒီကနေဇလန်းစာတွေပြောလို့ရတယ်။အဲအဲ့နောက်ပိုင်းမှာလည်းသူကကျွန်တော်တို့ဒါ product တွေတစ်ခုတစ်ခု launch လုပ်တယ်၊ coding တွေလုပ်တယ်။အဲ့လိုနေလာရင်ကနေပြီးတော့ကျွန်တော်အသက်15နှစ်အသက်15နှစ်ဆိုတော့အထက်တန်းတက်နေအောင်တန်လမ်းပဲရှိအောင်ပဲဗျာ။အဲ့မှာသူကတစ်ဖက်ကလည်းစာလုပ်တယ်။အဲ့လိုလုပ်နေတဲ့ Synapse Media Player ဆိုတဲ့နောက်တစ်ခုကိုထပ်ပြီး launch လုပ်တယ်။ဆိုတော့အဲ့ဒီ Synapse ကကြတော့ဒီဒီ backend မှာကျွန်တော်တို့ Spotify တို့ဘာတို့ကနေပြီးတော့ဒေါ်လာ တန်းချီပေးပြီးတော့ဝယ်သုံးနေတဲ့ ကျွန်တော် AI Power Music Recommendation 2နဲ့အလုပ်လုပ်ပေါ်ခြင်းအတူတူပဲဘယ်လိုလဲဆိုတော့ကျွန်တော်ရှင်းပြရမယ်ဆိုတော့ဗျာမိတ်ဆွေရ Spotify မှာအဲနားထောင်ထားတဲ့ playlist တစ်ခုရှိမြဲဗျအဲ playlist ကကျွန်တော်အလွမ်းသချင်းတွေအဆွေးသချင်းတွေအသေးကွက်သချင်းတွေကိုထားပါတော့ဒီလိုမျိုးနားထောင်ထားတယ်အဲဒါဆိုရင်ဇောနာ Zuckerberg ရဲ့ series ကဘာလုပ်ပြီးလဲဆိုတော့အဲ့ဒီခင်ဗျားနားထောင်ထားတဲ့ playlist ထဲကဟာတွေကိုသူကဒီသူကသူ analyze လုပ်ပြီးတော့ကြတော့ မိတ်ဆွေနောက်ထပ်ကြိုက်နိုင်ကြီးရှိရအလွမ်းတခြင်းတွေအဆွေးတခြင်းတွေစသဖြင့်အသေးခွဲတခြင်းတွေဒါရောသူက recommend ထပ်လို့ပဲအဲ့အရင်လန်းတယ်ဆိုတော့ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးကျွန်တော်တို့အသက်55နှစ်သားမှာထုတ်လိုက်တဲ့ Simnis ကိုဘယ်သူတွေအလူရဝယ်လဲဆိုတော့ Microsoft တို့ AON တို့စတဲ့ Giant Tech Company ကြီးတွေကနေပြီးတော့အဲသူရဲ့ဒီဟာအတွက်ကိုဒေါ်လာတန်းချီပေးပြီးဝယ်နောက်တစ်ခါအပိုဆောင်းအနေနဲ့အဲသူ့ကိုပါသူတို့ရဲ့ company တွေမှာအလုပ်လုပ်ဖို့အတွက်3နှစ်စာကျွန်တော်ဒေါ်လာတန်းချီတန်းနဲ့စာချုပ်ကိုပါထပ်ပြီးတော့ ်ချုပ်ပေးအောင်မယ်ဆိုပြီးကန်လန်းနေဒါပေမဲ့အဲ့အချိန်မှာကျွန်တော်ဇူကာဘက်ရဲ့ first priority က Harvard တက်ကတူမှာသူသွားပြီးတော့ကြောင်းတက်ဖို့ဖြစ်တဲ့အတွက်သူဒီ offer နှစ်ခုလုံးကိုညင်းတယ်နှစ်ခါမစင်းစားဘူးညင်းပြောကြဆောင်းနာဒေါ်လာတသန်းနီးပါးပဲဝယ်တဲ့သူ Sinis Media Player ကိုဘယ်သူမှမရောမင်းနဲ့လူတိုင်းသုံးလို့ရအောင်ဆိုပြီး free lunch တော့ပေးတယ်အဲ့နောက်ပိုင်းမှာကျတော့ဇူကာဘက်က Harvard မှာကျွန်တော်တို့ Psychology and Computer Science Major ယူပြီးကြောင်းဆက်တက်ခဲ့တယ် အဲ့ half a ရောင်းရောင်းချင်းသူ fresher နဲ့မှာရင်ဘာထပ်လုပ်လဲဆိုတော့ coast match ဆိုရယ် software တခုထပ်ပြီး launch လုပ်တယ်ဒီ software ကကြတော့သူ half a ကចောင်းသားចောင်းသူတွေအတွက်တည်တံ့ထုတ်ပေးထားတာဒီကောင်ဘယ်လိုလုပ်လို့လဲဆိုတော့ကြတော့အေးသူတို့စီမှာဘယ်ចောင်းသားចောင်းသူတွေကဘယ် coast တွေကိုအများဆုံးသဘောကျလဲဘယ်ကောင်တွေ popular ဖြစ်ဆုံးလဲဘယ်ကောင်တွေကတော့လွယ်လဲဘယ်ကောင်တွေခက်လဲစသဖြင့် great ခွဲပေးတဲ့ software မျိုးပေါ့အဲ့နောက်ပိုင်းမှာတော့ Zuckerberg ဟာသူ့အသက်ငယ်လေးနဲ့ billionaire Facebook ရဲ့တီထောင်သူပဲ့ကန်ရှင်ဖြစ်လာစေမဲ့ခြေလှမ်းတစ်ခုတူတောင်မတိလိုက်ဘဲနဲ့မတော်တဆလန့်မိသွားတယ် အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အော်တိုဘာ28 2003ခုနှစ်ရဲ့ညတညမှာဇူဂဘတ်ကဘာလုပ်လိုက်လဲဆိုတော့ကျွန်တော်ကျွန်တော်တို့ face mask ဆိုတဲ့ website တစ်ခုကိုသူက launch လုပ်ခဲ့ဆိုတော့အဲ့ဒီဟာကိုဘလို့ဘာလို့ launch လုပ်လဲဆိုတဲ့ reason နည်းနည်းရေးရကျွန်တော်ရှင်းပြမယ်အဲ့ဒီအချိန်မှာဇူကာဘတ်ကသူကသူနဲ့တနည်းနီးပါးတွဲလာတဲ့ကောင်မလေးနဲ့လက်တလောပူပူနွေးနွေးပြတ်ထားတယ်။ပြတ်တော့လူကနည်းနည်းညပါတယ်ဆိုလစ်ချင်တယ်ဗျာ။ပိုဆိုးရာကြတော့အဲသူအဲ့ရမှာသူတငယ်ချင်းတယောက်ပါတီရနေပြီးတော့နည်းနည်းလေးကက်လာတယ်။နည်းနည်းတောက်လာတယ်။ အဲ့လိုတောက်လာတဲ့ခါကျလူကရီဝေဖြစ်နေလူကလိုရာထက်ပိုကြွားနေအဲ့မှာသူခေါင်းထဲမှာဘာသွားတွေးမိလဲဆိုတော့သူတို့အဲ့ဘက်အချိန်မှာဗျာ horror not ဆိုတဲ့ website တစ်ခုရှိတယ်အဲ့ website ကကြာရှင်းရှင်းလေးဗျာကျွန်တော်လူနှစ်ယောက်ကိုဟိုဘက်တွေပဲဘေးကျင်းကရရှင်ပြီးတော့ဘသူကပိုဟော့လဲဘသူပိုလန်းလဲဆိုတော့ပုတ်ခိုင်းတာမျိုးအဲ့တော့ဇူကဘက်သွားတွေးမိတာဟိုအဲ့လိုမျိုးပုတ်ခိုင်းတာမှအရှင်ပြေလူတွေကြိုက်ကြတယ်ဆိုရင်သူတို့ half ကကောင်းမလေးတွေရောဒီလိုမျိုးဘေးကျင်းကရရှင်ပြီးတော့ပုတ်ခိုင်းလိုက်လူတွေစိတ်ဝင်စားနိုင်မလားကြိုက်ပြီးတော့ viral ဖြစ်မလာနိုင်မလားသူသွားတွေးမိတယ် ဲ့လို idea ရပြန်တော့ဆရာသမားကမပါလို့လဲဆိုတော့တို့ Harvard က main ကလေးတွေရဲ့ကျွန်တော်တို့ debt ပုံနေ address တွေ science and information တွေတင်ထားတဲ့ Harvard ရဲ့ folder တွေဝင်ဟက်တယ်ညာရင်းအဲ့လို तू तू ကညာရှင်နိုင်ခဲ့အိုက်ဇလန်စလိုက်တာ तू အဲ့ဘက်ကလည်းလှုပ်ရှားရှားလှုပ်တယ်ပြီးတော့နောက်တစ်ခါ तू website တွေလည်း coding လုပ်တယ်အဲ့ဒါကို6နိုင်ရဲ့နဲ့ပြီးလုပ်တယ်ဆိုတော့ညာရှင်နိုင်ရဲ့စရဇလန်ညာနာနိုင်မှာပြီးသွားပြီပြီးတော့ရတယ်နဲ့ तू ကချက်ချင်းပဲဆိုတော့ facematch.com ဆိုတဲ့ website သူရဲ့ဇွန်းနာလောက်ထားတဲ့ဘူးနေ website ကိုချက်ချင်း go live လုပ်လိုက်တယ် အဲ့လို live လုပ်ပြီးတဲ့အချိန်မှာသူကသူ့ရဲ့ဆိုင်းရဆိုင်းရနီးစရာတငယ်ချင်း3 4 5ယောက်ကိုသူ link နေလိုက်ပို့တယ်။အဲ့ကနေမှတစင်ဆင်ပွားဆင်ပွားပို့ကြရတာကနေပြီးတော့တနားရီတောင်မကြာသေးတဲ့အချိန်အတွင်းမှာဒီ Zuckerberg ရဲ့ sona face match dot com ကိုဝင်ပို့ကြတယ်။ Harvard ကတကြောင်လုံးနေပါပဲ။ဆိုတော့ဘာဖြစ်လဲဆိုတော့ traffic တွေအရင်များတဲ့အတွက်သူ့ရဲ့ website ကပဲကြောင်ပြီး crash ဖြစ်သွားတယ်။အဲ့တော့ညာရင်းချင်းလောက်ထားတဲ့ website ကအောင်မြင်လို့ပွဲခံနေတဲ့ Zuckerberg ကမနက်မိုးလင်းတော့ပြဿနာတက်ပြီ။ဘယ်လိုလဲဆိုတော့ ဆိုတော့သူ့ရဲ့ website မှာပုံနေယူသုံးခံရတဲ့ကောင်မလေးတွေကသူတို့ consent မဖြစ်ဘဲနဲ့သူတို့ရဲ့သဘောဆန္ဒမှာပါပဲနဲ့သူတို့ပုံနေယူသုံးလို့မပါလို့လဲဆိုတော့ Harvard မှာရှိတဲ့ ID department ကိုဆိုင်းရဆိုင်းရ team မျိုးသွားပြီးတော့ကြတော့သွားတိုင်တယ်။ဒါပေမဲ့အခုချိန်ထိတော့ Zuckerberg လောက်ထားမှန်းကမတိကြသေးပေမဲ့ဆိုတော့ Harvard ID department ကနေပြီး light တဲ့အခါမှာဒီ Zuckerberg ရဲ့ IP တွေပြီးတော့သူ subscribe လောက်ထားတဲ့ code တွေစသဖြင့်သွားတွေ့တယ်။အဲအဆိုးဆုံးတစ်ခုရှိတယ်။အဆိုးဆုံးကျွန်တော်ပြောပြမယ်။နည်းနည်းကြီးရတယ်။အဲ့ ဇူကာဘတ်ကသူ့မှာ life journey blog တစ်ခုရှိရဗျာတရက်တရက်သူဘာလုပ်တယ်ဘာကိုင်းတယ်ဘာရေးစားတယ်အဲ့လိုရှောက်ရေးတဲ့ဟာမျိုးဆိုတော့ညာကသူကဘယ်လိုလဲဆိုတော့တစ်ဖက်ကလည်းဟိုဘက်ကဆိုင်းရဆိုင်းရကော်မလီရဲ့ information တွေပုံနေသူဟတ်ရတာရှိရပြီးကုန်လင်လောက်ရတာရှိရအဲ့လိုမျိုးနှစ်ခုခွလုံနေတဲ့ဘာထက်လုံသေးလဲဆိုတော့ဆောနာသူရေးနေကြ blog မှာသူကဒီနေ့ညနေနဲ့မူးနေတယ်အဲ့ပြင်ဟာဘက်ကဆိုင်းရဆိုင်းရ information တွေဝင်ယူရတာဘယ်လောက်လွယ်ကြအောင်သူတွေတိတ်မခတ်ကြအောင်ဘာညာအဲ့လိုမျိုးပဲတော်ပြီးရေးထားတယ်ဆိုတော့ ဘာမှညင်းတော့မရတော့ဘူးဗျာဆိုတော့သူ့ရဲ့ဒီ live jar နဲ့ဘလော်ကြီးမှာပါဒီလိုတွေ့ရဆိုတော့အဲ့တော့လက်ဘူးလက်ချက်မိပြီးရနောက်မှာတော့ Zuckerberg ကို Harvard ကနေပြီးတော့ privacy ဘဝင်လေးလောက်တာပြီး copyright ဖောက်ဖျက်တာစတဲ့အချက်တွေတင်ပြီးတော့တရားစွဲဖို့လုပ်တယ်ဒီလိုသာဆက်သွားနေသူကြောင်းထုတ်ခံရတော့မှတည်ရအတွက် Zuckerberg ဘာလုပ်လဲဆိုတော့ဒီသူချက်ချင်းမှ public apology ဖွင့်ပြီးအားလုံးတောင်းပန်တယ်တောင်းပန်ပြီးတော့ဆန္ဒသူ့ရဲ့အရန် viral ဖြစ်အရန်လူကြိုက်များတဲ့ကျွန်တော် facematch.com ဆိုတဲ့ website ကိုအပီးပိုင်းပိတ်ချပေးလိုက်တယ် အဲ့လိုနဲ့ဇူကာဘတ်တယောက်ဆင်းရဲရဲနဲ့သူတငယ်ချင်းတယောက်ပါတီသွားရင်လည်းအဲ့ပါတီမှာကျတော့အခုလက်ရှိသူမိမဖြစ်လာမဲ့ပရီဆီလာချန်နဲ့သွားစုံတယ်အဲကောင်မလေးကလည်းဟာဗတ်ကပဲဒါပေမဲ့တယောက်နဲ့တယောက်မေဂျာတော့မတူကြဘူးပေါ့အဲ့ကနေတဆင်ယင်းနီယင်းနီယာနဲ့တဆင်တွဲပြကြရတာကနေပြီးတော့အဲသူတို့ထုံးစံတိုင်းဒိတ်တာတွေဘာတွေရှိမလဲအဲ့ဒီအချိန်မှာသူကပုံမှန်ကာပယ်ပြောတယ်လို့မျိုးကျွန်တော်ချစ်ချောင်းကြိုက်ချောင်းပြောကြတာထက်သူတို့ business idea တွေအဲပြီးတော့သူတို့ရဲ့ goal တွေဘာတွေလုပ်ချင်တယ်ဘာတွေကိုင်ချင်တယ်စသဖြင့်ပြောကြတာများပါတယ် အဲ့နောက်ပိုင်းမှာတော့ Zuckerberg ကအရန်အောင်မြင်ပြီးတော့အရန် viral ဖြစ်ခဲ့ပေမဲ့ကြောင်းထုတ်ခံမှာဆိုလို့ပိတ်ချခဲ့သူ့ website ကြောင့်သူပြန်စဉ်းစားကြည့်တယ်။အဲ့လိုစဉ်းစားနေရင်သူ idea တခုရသွားတယ်။ဘယ်လိုလဲဆိုတော့ဗျာသူစဉ်းစားချင်းချင်းလေလူတွေကဘာတွေကြိုက်လဲဆိုရင်ကိုယ့်ပုံကိုယ် line ပေါ်မှာတင်ရတာနောက်တစ်ခါတင်ထားတဲ့သူများပုံတွေ like ကြည့်ရတာပြီးတော့ကိုယ့်ရဲ့ဆိုင်ရဆိုင်ရနေတဲ့လူကကိစ္စရယ်ဘာတွေလုပ်နေဘာတွေကင်နေစသဖြင့်ပြောရတာနောက်တစ်ခါကိုယ်ဘာတွေရလာဘာတွေအောင်မြင်လာစသဖြင့် achievement တွေကြွားရတာလူတိုင်းသဘောကျတယ်။နောက်တစ်ခါ အဲ့ခေတ်ကကျွန်တော်တို့ Harvard ကကျောင်းသားကျောင်းသူတွေအတွက်ကိုတယောက်နဲ့တယောက် connect လုပ်ဖို့တောက်နဲ့တယောက်စကားပြောဖို့ platform ပါညာလည်းမရှိဘူးဗျာအဲ့တော့သူတွေးလိုက်တာဒီမှာ gap တစ်ခုလွတ်နေဒါကိုသူသွားတွေးဆိုတော့သူဒီ gap ကိုဒါ C နဲ့ဘောင်နဲ့ကျွန်တော်တို့သူအကန့်နဲ့ကနေဖြည့်ပေးနိုင်မယ်ဆိုရင်သူရဲ့ DI နေရာဒီ project ကြီးရဲ့အရင်အစဉ်ပြေပြီးအရင်အောင်မြင်သွားနိုင်တယ်။ Harvard didn't have a Facebook so that's the gap that we were trying to fill and now we're at 100,000 people so who knows where we're going next um

strategy သုံးမယ်စသဖြင့်စသဖြင့်တိုင်ပင်ရတယ်ဆွေးနွေးရတယ်အဲ့ဒီထဲမှာမှအရေးကြီးဆုံးသူ့အတွက်အရေးပါဆုံးတငယ်ချင်းကတော့ Eduardo Sabrina ဘာလို့အရေးပါလဲဆိုတော့ကြာတော့အဲ့ဒီအချိန်အဲ့ကာလမှာ Facebook ကဘာလဲဆိုတော့လူတွေမသိခင်ဒီဟာကြီးကဖြစ်ထုံးမယ်မဖြစ်ထုံးဘူးဆိုတော့ဘယ်သူမှအတိအကျမပြောနိုင်ခင်မှာဒီသူတငယ်ချင်းကဒေါ်လာ1000ခွဲအိတ်ဆိုင်ပြီးတော့သူတို့ stat တဲ့အတွက်အကုန်ကျခံခဲ့တာဆိုတော့အဲ့ဒါကြောင့်လည်းကျွန်တော်အရေးပါတယ်ပြောတာဒါကြောင့်လည်း Zuckerberg ကဆက်ဆံခြင်းမှာသူ့အတွက်ကို the facebook မှာ share 30ရာခိုင်နှုန်းအထိပေးထားတယ်။အဲ့လိုနဲ့တို့ဒါနေမနာညမှာအဇက်တိုက်စ조사လာလိုက်တယ်ကျွန်တော်တို့ february 4 2004ခုနှစ်မှာတော့ the facebook.com ကိုစပြီးတော့ launch လုပ်နိုင်ခဲ့တယ်။အဲဒီကောင်ကဗျာအခုဆက်ဆက်ချင်းလုပ်တဲ့ the facebook မှာတော့ကျွန်တော်တို့ဒီနေ့ facebook လိုမျိုးမဟုတ်ဘူးမိတ်ဆွေအဲ့မှာသွားပြီးတော့ sign up လုပ်ချင်တယ်ဆိုရင်ကြာရိုးတန်း email နဲ့မရဘူးသူကဆိုတော့ကျွန်တော်ပြောသလို harvard ကလူတွေအတွက်ပဲရည်ရွယ်ပြီးထုတ်ထားတာဖြစ်တဲ့အတွက် sign up လုပ်ဖို့ဆိုရင် edu mail လိုမယ် education mail တစ်ခုလိုမယ် ဒါပေမဲ့တခုရှိတာက Facebook ကိုအဲ့ချိန်မှာကျွန်တော်တို့သူက Harvard အတွက်ပဲရည်ရွယ်ပြီးထုတ်တာဖြစ်လို့ကျွန်တော်တို့ဒီနေ့ခေတ်လုံးမျိုးပြတွေ့ကြရ email နဲ့ copy sign up လုပ်လို့မရဘူး။ဒါ sign up လုပ်ခြင်းနဲ့ account ဖွင့်ခြင်းနဲ့ဆို EDU မေးသုံးရတယ်။နောက်ပြီးတော့ဆက်ဆံခြင်းဆို function လည်းတိတ်မစုံဘူး။ဘာပဲပါလဲဆို profile တွေဘာလို့ change လို့ရဖို့နေရာရှိမယ်။အဲနောက်တစ်ခါကျွန်တော်တို့သူ Harvard ကသူတွေအတွက်ဘယ်တန်းမှာတက်နေလဲဘယ်ဆောင်မှာတက်နေလဲစသဖြင့်စသဖြင့်ဒါမျိုး information တွေထည့်ဖို့ပါမယ်။ပြီး relationship status အနေနဲ့ကိုက single လားအားစတာစသဖြင့်ထားလို့ရမယ်။ နောက်တစ်ခါကျွန်တော်တို့ friend request တွေပို့တာလက်ခံတာစသဖြင့်လုပ်လို့ရမယ်ဒီလောက်ပဲအများအားစားမပေါ့ဒါပေမဲ့ဒီလိုမျိုး party budget အဆင့်မှာကိုပဲကျွန်တော်တို့ဘလို့ဖြစ်လဲဆိုတော့လူတွေကအရင်ကြိုက်ကြရတယ်သူ Harvard တကြောင်းလုံးမှာရှိရကျောင်းသားထက်ဝက်နေပါဝိုင်းသုံးပြီးတော့နာမည်ရမ်းကြီးလာတယ်ဒီလိုဆိုရတဲ့အခါမှာ Zuckerberg တို့ team ကနေပြီးတော့ Harvard အတွက်တည်းမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ Yale တို့ Columbia တို့ Stanford တို့စတဲ့ကျောင်းတွေမှာပါတုံးလို့ရအောင်ဒီသူတို့ကထက်ချယ်ပေးခဲ့တယ်အဲဒီနောက်ပိုင်းမှာတော့ဒီ ဇူကာဘတ်တခါမှမတွေးခဲ့ဘူးတဲ့နှုံးနဲ့တခါမှမတွေးခဲ့ဘူးတဲ့အရှိန်နဲ့ Facebook ကဇက်တိုက်ထိုးတက်နေတဲ့အတွက်တော့ဘာလုပ်လဲဆိုတော့ကြာချက်ပြီးလိုရာဖိလို့ရအောင်ရောနောက်ပြီးတော့ကျွန်တော်တို့ budget အတွက် budget ပိုဝင်အောင် investor အသစ်တွေရအောင်ရောဒီဇူကာဘတ်ရဲ့သူတင်ငယ်ချင်းတယောက် Dustin ရဲ့ကကျွန်တော်တို့ Silicon Valley ကိုရွှေ့သွားခဲ့အဲ့လိုနဲ့ဇူကာဘတ်က Silicon Valley မှာကျွန်တော်တို့ Napster ရဲ့ co-founder ဖြစ်တဲ့ Sean Parker နဲ့တွေ့ဆုံတယ် ရှောင်းပါကာရဲ့လောင်းရအောင်မှာဇူကာဘက်ကဘယ်လိုဖြစ်လာလဲဆိုအလုပ်တွေအရင်လောဘကြီးလာတယ်ပြီး aggressive ဖြစ်ဖြစ်နဲ့အကွက်တွေရွှေ့တယ်နင်းတယ်ကြောတယ်ခွာတယ်ဒါမျိုးတွေလုပ်တယ်ထားပါဆိုတော့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်နောက်တစ်ခါရှောင်းပါကာရဲ့မိတ်ဆက်ပေးမှုနဲ့အတူတူ PayPal ရဲ့ co-founder ဖြစ်တဲ့ Peter Thiel နဲ့တွေ့ဆုံတယ်ဒီ Peter Thiel ကနေပြီးတော့ဇူကာဘက်ရဲ့ကျွန်တော် Facebook မှာသူကဒေါ်လာ9သိန်းထပ်ပြီး invest လုပ်တယ်အဲ့ဒီနောက်ပိုင်းမှာတော့ဇူကာဘက်ကဒီ Facebook ဘက်ကိုပဲစိတ်ရောကိုယ်ပါနင်းပြီးတော့ဒီတစ်ခုတည်းကိုပဲဖိကျင်တဲ့အတွက် သူ Harvard မှာကျောင်းတက်လက်စာကိုရက်ပြီးတော့လုံးလုံးအဲ့ဘက်ကနေကောက်ထွက်ပလိုက်တယ်။ကျွန်တော်2005ခုနှစ်မှာတော့ thefacebook.com ကနေပြီးတော့ the ကိုဖြုတ်ပြီးတော့ facebook.com လို့ပဲနာမည်ပြောင်းလိုက်တယ်။နောက်ပြီးတော့ကျွန်တော်ကျွန်တော် Facebook ကိုရှိသမျှတက်ကတော်ရိုင်းနဲ့ရှိသမျှအထက်တန်းကျောင်းတိုင်းကလူတိုင်း3နိုင်အောင်ထိထပ်ပြီးချဲ့ထွင်နိုင်ခဲ့တယ်။အဲ့ဒီ2005ခုနှစ်မှာကျွန်တော် Acer Partners ကနေပြီးတော့ Facebook ထဲကိုဒေါ်လာ12.7 million ထပ်ပြီးတော့ invest လုပ်ခဲ့တယ်။ ဆိုတော့ဇိုကဘက်ကဒီငွေရောအသုံးပြုပြီးတော့ကျလိုရက်စက်တာရဲ့မှာဖြည့်တယ်လိုရာရဲ့လုံရင်းနဲ့ဇက်တိုက်ယုံပြီးဇက်တိုက်နင်းလာလိုက်တာကျွန်တော်2006ခုနှစ်ရောက်မှာ Facebook ကိုအသက်73နှစ်နဲ့အထက်ဘယ်သူမှဆိုသုံးလို့ရအောင်ဒီချဲ့နိုင်ခဲ့တယ်2008ခုနှစ်ရောက်မှာတော့ Forbes ကနေပြီးတော့ဇိုကဘက်ကိုအသက်23နှစ်နဲ့စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုး1.5ဘီလီယံအထိချမ်းသာတဲ့ Youngest self-made billionaire ကိုတူးကိုခြုံပြီးတော့ billionaire ဖြစ်လာတဲ့သူဖြစ်ကြောင်းဖော်ပြခြင်းခံရတယ် အဲ့လိုနဲ့ဇက်တိုက်ကြောက်ခမဲလေးလေးထိုးတက်ပြီးအောင်မြင်လာတဲ့ Facebook Company ကို Zuckerberg က2012ခုနှစ်မှာ public လုပ်ခဲ့ပြီးတော့ share ရောင်းထုတ်တဲ့အခါမှာလဲ share တစ်ခုကို38ဒေါ်လာနဲ့ရောင်းတာကို16ဘီလီယံဘို့ထိရောင်းထွက်ခဲ့။နောက်ပြီးတော့ company ရဲ့ valuation ကလည်း104ဘီလီယံအထိတိုးတက်လာပြီးတော့ဝက်ဝက်ကွဲအောင်မြင်ခဲ့။ဆိုတော့အဲ့နောက်ပိုင်းနောက်တစ်ရက်မှာတော့ကျွန်တော်ချက်ချင်းပဲ Zuckerberg ကသူ့ရဲ့9နှစ်တွဲလာတဲ့ကော်မတီဖြစ်တဲ့ Priscilla Chan ကိုတရားဝင်လက်ထပ်ယူခဲ့တယ်။ ဲ့လိုနဲ့ Zuckerberg က company ကို public လုပ်ပြီးရောင်းရရတဲ့ပတ်စံအနေနဲ့သူက diversifying ဘယ်လိုပြန်လုပ်လဲဆိုတော့ကျွန်တော်2012ခုနှစ်မှာ Instagram 1 billion ပေးပြီးဝယ်2014ခုနှစ်မှာကျတော့ WhatsApp ကို16 billion အထိပေးပြီးဝယ်နောက်တစ်ခါ Oculus ကိုအတွက်ကိုကျတော့2 billion ပေးတယ်အဲ့လိုမျိုးပေးပြီးတော့သူဝယ်ပြီးတော့ diversifying လုပ်တယ်ကျွန်တော်2021ခုနှစ်ရောက်မှာတော့ Zuckerberg ဟာ Facebook LLC ကနေပြီးတော့ Meta ဆိုတဲ့နာမည်ချိန်ခဲ့တယ် ပြီးရင်အဲ့ဒီ Meta ကနေပြီးဘာတွေပိုင်ဆိုင်လဲဆိုရင်ကျွန်တော် Facebook, Instagram, WhatsApp, Oculus, Pin Threads, AI Buyers Tuesday ဒါရအားလုံး Meta ပိုင်ဆိုင်มาရဆိုပြီးတော့ officially announce တော့ခဲ့တယ်။အဲ့နောက်ပိုင်းမှာလည်းဇက်တိုင်မနာမနေနင်းကန်ပြီးစူးစမ်းလာတဲ့ Zuckerberg ဟာကျွန်တော်2025ခုနှစ်အရောက်မှာတော့ပိုင်ဆိုင်မှုပေါင်းစုစုပေါင်း216ဘီလီယံနဲ့အတူတူတကဘာလုံးက Elon Musk ပြီးရင်ဒုတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ်ကိုရောက်လာခဲ့ပါတယ်။ ဇူကာဘတ်ဟာကျွန်တော်တို့ရေကုန်ရေကန်းစူးစားနေုံတစ်ခုတည်းနဲ့ဒီနေရာကိုရောက်လာခဲ့တယ်ပြောရင်မားလိမ့်မယ်။ဒါဆိုတော့သူ့ရဲ့ biography ကိုတကယ် interpretation လုပ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘာတွေတွေ့ရမလဲဆိုတော့သူ့ရဲ့ပထမဆုံး investor လည်းဖြစ်တယ်အရင်းအနှီးဆုံးတငယ်ချင်းလည်းဖြစ်တယ်နောက်တစ်ခါ The Facebook ရဲ့ co-founder လည်းဖြစ်တယ် Eduardo Severin ကိုနောက်ကျောကိုဓာတ်နဲ့ထိုးတဲ့အကွက်မျိုးရွှေ့ရရှိမယ်။အဲ့တော့ကျွန်တော် Facebook ဖြစ်တည်လာတဲ့ကိစ္စကလည်းသူပြောတဲ့လိုမျိုးသူ idea ကြီးတည်တဲ့မဟုတ်ဘဲနဲ့ သူများရဲ့ idea ကိုမှ load ပို့ချောလုပ်ပြီးတော့ copy paste လုပ်တဲ့ပုံစံမျိုးဖြစ်တာရှိမယ်။နောက်တစ်ခါလူပြောများတဲ့ကိစ္စတွေလူတွေမနစ်မြို့စရာကိစ္စတွေ scan တွေလောက်တာရှိမယ်။ဆိုတော့ဒါမျိုးကိစ္စတွေလည်းနောက်ွယ်မှာတော့အများကြီးရှိနေသေးတယ်။ဒါပေမဲ့ဒီဟာရိုကျကျွန်တော်ဒီ video မှာပြောနေမလို့ပဲနဲ့အရင်ရှင်းနေနေမယ်။မိတ်ဆွေစိတ်ဝင်စားရဆိုရင်ကျွန်တော်နောက်မှာဒါအတွက်ကို video သက်သက်တစ်ပုတ်လုပ်ပေးမယ်။မိတ်ဆွေဒီ video လေးကိုဒီနားနေရောက်လောင်းကြည့်ရတဲ့အတွက်ဘုဒ္ဓတရားအများကြီးရောက်သွားပြီ။ဒါတော့ကျွန်တော်လက်ခံတယ်။ မဲ့ကျွန်တော်ဖြစ်စေချင်တာကကြတော့ဒီရရရဲ့ဘဟုတ္တရရဲ့မိတ်ဆွေတွေအပြင်လက်တွေဘဝတွေမှာပျံလည်ပြီးအတုံးချလို့ရနေခြင်းတယ်။အဲကျွန်တော်မိကုံလေးတစ်ခုမေးပါမယ်။ကျွန်တော်တို့ light တွေးပေးပါ။ light ဖြေးပေးပါ။အာယူဂါဘတ်ဟာအခုလိုမျိုး middle class family ကျွန်တော်တို့အာလူလက်တန်းစားမိသားစုဘဝကနေပြီးတော့ Elon Musk ပြီးရင်တကဘာလုံးမှာဒုတိယမြောက်အချမ်းသာဆုံးပုံကိုဖြစ်လာခဲ့တဲ့အပေါ်မှာသူရဲ့ဘယ်မူကျင့်တွေဘယ်စိတ်နေစိတ်ထားတွေဘယ်စိတ်ဓာတ်တွေဒီလိုမျိုးဘဝကိုအဓိကပို့ပေးခဲ့ရလဲ။ဒါလေးကျွန်တော်သိချင်ပါတယ်။ အဖြေရတာထုံးစံတိုင်းမရမှန်းနဲ့မရှိဘူးမိတ်ဆွေတို့ကြိုက်တယ်လို့တွေးကြိုက်တယ်လို့ဖြေလို့ရတယ်အဓိကကျွန်တော်ဖြစ်စေချင်တာကျတော့ဒီဗီဒီယိုမကြောနဲ့မခွာနဲ့အဆုံးထိကြည့်နားလည်အောင်ကြည့်ပြီးရတဲ့ကိုနားလည်တယ်လို့ပြတာပဲအဖြေရတော့ဒီဗီဒီယိုက comment မှာမှတ်သွားလိုက်ပါဒါတယောက်နဲ့တယောက်အမြင်မတူကြတာဖြစ်တဲ့အတွက်အချင်းချင်းဆွေးနွေးဖလှယ်တိုင်ပင်လို့ရတာပေါ့မိတ်ဆွေတို့ခုလိုမျိုးဗဟုသုတလည်းရအုံနောက်အတွက်လည်းကြိုးရှိနောက်တစ်ခါဘဝတလန်တွေလည်းတစ်ဖက်တစ်လန်အထောက်အကူဖြစ်မဲ့ content တွေရှာရည်ရှာရည်ဘယ်လိုဖြစ်လာလဲဆိုရယ်အပေါ်မှာပါရဖြစ်ရမယ် live story ကို ကျွန်တော်တို့ CIA YouTube channel ကနေပြီးအပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်မိတ်ဆွေနေတဲ့ဒီဗီဒီယိုလေးကြည့်ပြီးတော့လို့ကိုယ့်အတွက်ဗဟုသုတတစ်ခုခုတိုးသွားရအကျိုးရှိသွားရဆိုရင်ကျွန်တော်တို့ channel ကို subscribe တစ်ချက်လုပ်သွားပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ်